Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့ transistor ဆိုတာဘာလဲဆိုတာကိုမိတ်ဆက်ပြသွားမှာဖြစ်ပါတယ်ဆက်လက်ရှုစာအပြကြပါအောင်ဒီမှာပြထားတဲ့ပုံလွဲတွေအရတော့ transistor တွေရဲ့ပုံစံအမျိုးမျိုးဖြစ်ပါတယ်ပထမဆုံးပုံမှာဒီမှာ transistor လေးတစ်လုံးတွေ့ရမှာဖြစ်ပါတယ်ပုံမှန် transistor လေးဖြစ်ပါတယ်ဒီဒုတိယပုံကလည်းအတူတူပါပဲ ဒါလည်းပုံမှန် transistor တွေပဲဖြစ်ပါတယ်။ပြီးဒီ circuit board ပေါ်မှာ printed circuit board မှာတပ်ဆင်ထားတဲ့ပုံစံမျိုးမျိုးတွေ့ရမှာဖြစ်ပါတယ်။ဒီအောက်က ပုံလေးတွေကတော့ဒါ SMD transistor လေးတွေဖြစ်ပါတယ်။ transistor လေးတွေကိုသေးငယ်အောင်ပြုလုပ်ပြီးတော့ printed circuit board ပေါ်မှာတပ်ဆင်လို့ရအောင်ဖန်တီးထားတာဖြစ်ပါတယ်။ transistor ဆိုတဲ့စကားရက်က transfer ဆိုတဲ့ကူးပြောင်းခြင်းစကားရက်နဲ့ resistor လို့ဆိုတဲ့စကားရက်တစ်ခုကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ဆိုလိုတာကတော့ခုခံမှုကိုတဏှာကနေတဏှာကိုကူးပြောင်းခြင်း transfer or resistor ဆိုတဲ့စကားရက်ကနေ tran နဲ့ sister တို့ကိုပေါင်းစပ်လိုက်ပြီးတော့ transistor ဆိုပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်။တဏှာဖြစ်ပြောရမယ်ဆိုရင်ခုခံမှုနည်းတဲ့အပိုင်းကလျှက်စစ်ပါဝါကိုခုခံမှုကြီးမှာတော့အပိုင်းကိုကူးပြောင်းပေးတဲ့ ပစ္စည်းကို transistor လို့ခေါ်ပါတယ်။ခုခံမှုအနည်းတော့အပိုင်းမှာလက်စစ်ပါဝါကို ခုခံမှုကြီးမားတော့အပိုင်းသို့ကူးပြောင်းပေးတဲ့ပစ္စည်းကို transistor လို့ခေါ်ပါတယ်။ဒီပုံလေးမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာဒိုင်အိုလေးနှလုံးကိုဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ NO NO ချင်းဆက်ထားတာဖြစ်ပါတယ်။ဒိုင်အိုရဲ့အဖြူရစ်ပါတဲ့ဖက်ကကဲတုတ်ဖြစ်ပါတယ်။ အဲ့တော့ဒီပုံမှာဆိုရင် အဖြူရင်မပါတဲ့ဘဲတစ်ခုကကောင်းချင်းဆိုင်ထားတဲ့သဘောမျိုးတွေ့ရပါတယ်။ဒိုင်းအိုနှလုံးကို ကောင်းချင်းဆိုင်လိုက်မယ်။ဒါမှမဟုတ်ရင်အမီချင်းတိထားလိုက်မယ်ဆိုရင် transistor တစ်လုံးကိုရလာမှာဖြစ်ပါတယ်။ဒီအောက်ကပုံလေးကြတော့ဒီဒိုင်းအိုနှလုံးကိုကဲတုတ်ကဲတုတ်ချင်းဆိုင်ပြီးတော့ဆက်ထားတာဖြစ်ပါတယ်။ဒီအပေါ်ကပုံလေးကြတော့ NO NO ချင်း ဆိုင်ထားတာဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ NPN အမျိုးအစား transistor ဖြစ်ပါတယ်ဒီအောက်ကပုံလေးကတော့ဒီကက်တုတ်ကက်တုတ်ချင်းဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြတော့ PNP transistor ဖြစ်ပါတယ်အယိုးရှင်းဆုံးပြောရမယ်ဆိုရင်ဒိုင်အိုနှလုံးကိုပေါင်းစပ်လိုက်မယ်ဆိုရင် transistor တစ်လုံးကိုရရှိလာမယ်လို့အကြံဖြင့်သတ်မှတ်နိုင်ပါတယ်ညစစ်ပတ်လန်းတွေမှာ electronic circuit တွေမှာတော့ transistor ရဲ့တင်ကြေးသားကို အင်္ဂလိပ်အခရာ Q နဲ့ဖော်ပြတာဖြစ်ပါတယ်။ဒီအလုံးလေးကတော့ကြီးမာတဲ့စက်သားတွေကိုနှိပ်ပေးဖို့ဖြစ်ပါတယ်။ဒီတစ်ခုကတော့ကြောရိုးကိုနှိပ်ပေးဖို့ဖြစ်ပါတယ်။ဒီတစ်ခုကတော့ခန္ဓာကိုယ်ကြိုက်တဲ့နေရာမှာနှိပ်ပေးဖို့အတွက်အသုံးပြုနိုင်ပါတယ်။ဒါကတော့အကျော်တွေအတွက်အသုံးပြုလို့ရမှာဖြစ်ပါတယ်။ကျိုးရဲ့ပံဝင်တဲ့ပစ္စည်းလေးတွေကတော့ နှိပ်စက်ပါမယ်။ခေါင်းပြောင်း၄ခုပါမှာဖြစ်ပါလေ။ပြီးရင် type C အတွင်းချိုးလေးပါမှာဖြစ်ပါလေ။ဆက်တွဲမှာယူခြင်းနဲ့ဆိုရင်တော့ပြီးထားတဲ့ဖုန်းနံပါတ်လေးကိုဆက်တွဲပြီးတော့မှာယူနိုင်ပါလေ။ဒီပုံလေးမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာ NPN transistor ရဲ့တိဆောက်ပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမှာ P and P ဆိုပြီးတော့ဖွဲ့စည်းတိဆောက်ထားတာဖြစ်ပါတယ်။ ပင်ပေပဲအစွန်အနုပ်ပဲကြာတော့ collector ဖြစ်တယ်အဒီအလေက n ကတော့ base ဖြစ်တယ်ဒီညာပဲအစွန်အပေါင်း p ကတော့ emitter ဖြစ်ပါတယ် b ဒီညာပဲအပုံကကြာတော့ npn transistor အမျိုးအစားဖြစ်တယ်ဒီပေပဲအပေါင်း n က collector ဖြစ်တယ်အလေကတော့ base ပဲဖြစ်ပါတယ်ညာဘက်က n အနုပ်ကကြာတော့ emitter ဖြစ်ပါတယ် electronic ပတ်လမ်းတွေ circuit တွေမှာ transistor ရဲ့ပုံစံကိုဒီလိုပုံစံလေးနဲ့ရေးဆွဲတာကိုတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။ဒီဘဲဘဲကပုံကတော့ PNP transistor အမျိုးအစားဖြစ်ပါတယ်။ဒီညာဘက်ကပုံကတော့ NPN transistor အမျိုးအစားဖြစ်ပါတယ်။နှစ်ပုံစလုံးကိုကြည့်လိုက်မယ်ဆိုရင် collector base emitter ဆိုပြီးတော့တွေ့ရတယ်။ဒီညာဘက်ကပုံနဲ့အတူတူပဲဖြစ်ပါတယ် collector လာမယ် base လာမယ် emitter လာမယ် ဖြစ်ပါတယ်။အမဲဒီ BNP နဲ့ NBN နဲ့ဘာကွာချားဝါးတယ်လဲဆိုရင်ဒီအထက်က emitter နဲ့ချိတ်ဆက်ထားတဲ့မြားကောင်းလေးဟာမတူဖြစ်ပါတယ်။ BNP အမျိုးသားမှာဆိုရင်မြားကောင်းလေးဟာအထဲဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ NPN မျိုးစားမှာတော့မြန်ကောင်းလေးရအပြင်ကိုထွက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ NPN ဆိုရင်ကျွန်တော်အင်္ဂလိပ်လိုဘယ်လိုမှတ်လို့ရလဲဆိုရင် never point in ဆိုပြီးတော့မှတ်ထားလို့ရပါတယ်။ error transistor ဆိုတာ ခေတ္တ electronic ပစ္စည်းများအတွက်အခြေခံကြတဲ့သပိုင်းလျက်ကုပစ္စည်းအင်္ဂလိပ်လို semiconductor ပစ္စည်းတစ်မျိုးဖြစ်ပါတယ် transistor ဆိုတာသပိုင်းလျက်ကုပစ္စည်းတစ်မျိုးဖြစ်ပါတယ်အဲတော့ transistor ဆိုတာ electronic signal ချက်ပြမှုတွေကိုခလုတ်တစ်ခုအနေနဲ့တော့လကောက်ချက်ဆက်တစ်ခုအနေနဲ့တော့လကောက်အသုံးပြုနိုင်တာကိုတွေ့ရပါတယ် transistor ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့လျက်စည်းစီစဉ်မှုကို ထိန်းချုပ်ပေးတယ် အားနည်းတဲ့အချက်ပြမှုတွေစကနယ်တွေကိုအားကောင်းအောင်ချက်ထွင်ပေးနိုင်တယ်။လျှက်စီးစီစဉ်မှုကို ဖွင့်ပိတ်ခလုတ်အဖြစ်လှုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။သူရဲ့အဓိကလုပ်ငန်းစဉ်တွေကတော့ဒါတွေပဲဖြစ်ပါတယ်။လျက်စီစင်းစင်းမှုကိုထိန်းချုပ်ပေးမယ်။အားနည်းတဲ့စကနယ်ချက်ပြမှုတွေကိုအားကောင်းအောင်လုပ်ပေးမယ်။လျက်စီစင်းစင်းမှုကိုဖွင့်ပိတ်ခလုတ်အဖြစ်လှုပ်ဆောင်ပေးခြင်းစတာတွေပဲဖြစ်ပါတယ်။ ဒီပုံလေးမှာဆိုရင် transistor ကိုခလုတ်တစ်ခုအနေနဲ့အသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမှာလျက်စပတ်လန်လေးတစ်ခုရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီအောက်မှာ battery လေးတစ်လုံးရှိတယ်။ battery ရဲ့အပေါင်းဘက်ခြမ်းကနေမီးသီးလေးတစ်လုံးချိတ်ဆက်ထားတယ်။ battery ရဲ့အနောက်ဘက်ခြမ်းကနေ transistor ကိုချိတ်ဆက်ထားတယ်။ transistor ကနေမှမီးသီးကိုချိတ်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီအလဲမှာအနီရောင်ဂျားခံနေရာလေးတစ်ခုတွေ့ရမှာဖြစ်ပါတယ်။အဲဒီဂျားခံနေရာလေးကိုဒီမှာ battery အငယ်လေးတစ်လုံးနဲ့ဘူအားပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘက်ထရီရဲ့အနုဘက်ခြမ်းကတော့ဒီ transistor နဲ့ချိတ်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီအပြာရောင်မြင်ကြား line လေးတွေကတော့ electronic current ရ CC ကြောင်းပဲဖြစ်ပါတယ်။အဲတော့ဒီကြားခံနေရတနည်းအားဖြင့် base ကိုဒီ battery လေးဘူအားပေးလိုက်ခြင်းအဖြစ်ဒီဘက်ကရ CC ကဒီညာဘက်ကိုစီးပြီးတော့ဒီ midi C ကိုရောက်มาဖြစ်ပါတယ်။အဲတော့ဒီကြားခံလေးကအဖွင့်ပိတ်လုပ်ပေးတဲ့နေရာလေးဖြစ်ပါတယ်။ အဲ့တော့ transistor ဆိုတာခလုတ်တစ်ခုအနေနဲ့ဒီမှာလျှက်စီးကိုဖြတ်တောက်ပေးတာချိတ်ဆက်ပေးတာကိုလှုပ်ဆောင်ပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ transistor လေးကိုရဲ့ base ကိုဒီမှာဘိုးအားလေးပြီးလိုက်ခြင်းအဖြစ်ဒီဒီဘက်ကလျှက်စီးကဒီညာဘက်ကိုစီးပြီးတော့ဒီမီဒီလေးလဲမှာဖြစ်ပါတယ်အဲ့တော့ဒီဂျာခန် base လေးကိုဘိုးအားဖြတ်တောက်လိုက်မယ်ဆိုရင်ဒီမှာဘယ်ဘက်လျှက်စီးကညာဘက်ကိုစီးနိုင်မှာမဟုတ်တော့ပါဘူး ဒါဆိုရင်ဒီ transistor ကတော့ခလုတ်တစ်ခုအနေနဲ့အလုံးလုံးဒါကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီပုံလေးမှာကြတော့ဒီမှာ transistor လေးရှိပါတယ်။ဒီရှိမှာ mic ခွက်လေးရှိပါတယ်။ဒီပုံလေးမှာကြတော့ transistor ကခြေဆက်အနေနဲ့အလုံးလုံးဒါကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဘက်ဘက်ဆုံးမှာ mic ခွက်လေးရှိမယ်။အတန်လေးဝင်လာမယ်။ဒီဒီဘက်ထရီကိုဖြတ်ပြီးတော့ဒီ transistor ကိုသွားမယ် transistor ကနေဒီဝင်လာတဲ့အတန်လိုင်းတွေကို ချက်ထွင်ပြီးတော့ဒီ speaker ကြီးကိုသွားมาဖြစ်ပါတယ် speaker နေမှာကြားနိုင်တဲ့အတန်တွေထွက်လာมาဖြစ်ပါတယ်အဲ့တော့ဒီ microphone mic အတွက်ကြတော့ဒီမှာ battery တိတ်သေးလေးတစ်လုံးရှိတယ်ဒီ speaker ကို power ပေးဖို့အတွက်ကြတော့ဒီမှာ battery အကြီးတစ်လုံးရှိတော့တွေ့ရမှာဖြစ်ပါတယ်ဒီဖက်ကသေးငယ်တဲ့အတန်လိုင်းတွေကိုဒီ transistor ကနေချက်ထွင်ပြီးပြီးတော့ဒီ speaker ကနေအတန်ကြားရမှာဖြစ်ပါတယ် ဒီနေထားမှာတော့ transistor ကချက်ဆက်အနေနဲ့အလုပ်လုပ်ဆောင်ပေးတာကိုတွေ့ရမှာဖြစ်ပါတယ်။အယိုးရှင်းဆုံးပြောရမယ်ဆိုရင် transistor ကရေတန့်ဘူးနဲ့ဒီရေပိုက်ကောင်းနဲ့တူတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီရေတန့်ဘူးလေးထဲကရေတွေကတော့ collector နဲ့တူပြီးတော့ဒီရေပိုက်ကောင်းလေးကတော့ base နဲ့တူပါတယ်။ဒီရေပိုက်ကောင်းအထွက်ကကြတော့ emitter နဲ့တူပါတယ်။ ဒီရေဘူးထဲကရေတွေကော်လက်တာမှာရှိနေတဲ့ရေတွေဟာရေပိုက်ကောင်အထွက်အီမီတာကိုစီးဖို့အတွက်ဆိုရင်ဒီ base ဆိုတဲ့ဒီခလုတ်လေးကိုဖွင့်ပေးမှရေတွေဟာထွက်ကြလာမှာဖြစ်ပါတယ်။အကယ်၍ base ကိုပိတ်ထားမယ်ဆိုရင်ဒီရေဘူးထဲမှာရှိတဲ့ရေတွေကော်လက်တာမှာရှိတဲ့ရေတွေဟာဒီရေပိုက်ကောင်အထွက်အီမီတာကိုသွားနိုင်မှာ မဟုတ်ပါဘူး။အဲ့တော့ဒီ base ကအရေးကြီးပါတယ်။ ဒီရေပိုက်ကောင်းလေးကိုဖွင့်ပေးမှပဲ base ကိုဖွင့်ပေးမှပဲရေဘူးထဲကရေတွေဟာအပြင်ကို ရောက်နိုင်မှာဖြစ်ပါတယ် collector မှာရှိတဲ့ plastic စီးကြောင်းဟာ base ကိုဖွင့်ပေးမှပဲ emitter ကိုစီးဆင်းနိုင်မှာဖြစ်ပါတယ် transistor ရဲ့အဓိကလက္ခဏာရပ်တွေဟာဘာတွေလဲ transistor တွေကို silicon ဒါမှမဟုတ်ရင် germanium လို့ခေါ်တဲ့ semiconductor ပစ္စည်းတပိုင်းလက်ကုပစ္စည်းတွေနဲ့ပြည့်လုံထားတာဖြစ်ပါတယ် ဒီမှာဒီပုံလေးကတော့စီလင်ကွန်ဒုံးကြီးရဲ့ပုံစံလေးဖြစ်ပါတယ်။ဒီအောက်ကပုံလေးကတော့ဂျာမနီယန်ဒုံးကြီးဖြစ်ပါတယ်။ပုံမှန်အဖြစ်ထရန်စစ်တာတွေမှာတာမီနယ်၃ခုပါရှိပါတယ်။အဲ့ဒီတာမီနယ်၃ခုကတော့အီလက်ထရောနစ်စာကစ်မှာချိတ်ဆက်အသုံးပြုဖို့အတွက်ဖြစ်ပါတယ်။တာမီနယ်တစ်ခုကြားငုံတစ်ခုကြားမှာရှိတဲ့ရက်စစ်စီစဉ်မှုကို ထိန်းချုပ်ဖို့အတွက်ဆိုရင် တတိယတာမီနယ်အမှုတတိယငုတ်ကိုဘူအားဒါမှမဟုတ်ရင် လက်စီချောင်းပေးပြီးတော့ထိန်းချုပ်ရပါတယ်။ဒီပုံလေးကတော့ silicon dressing ရဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဒီညာဘက်ကပုံကတော့ germanium dressing ရဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဒီပုံလေးတွေကို AI ကနေဖန်တီးထားတာဖြစ်ပါတယ်။ transistor တွေကဘာကြောင့်အရေးပါရတာလဲ။ transistor တွေဟာ computer တွေ smartphone တွေအခြားသော electronic ပစ္စည်းတွေရဲ့အခြေခံအစိတ်အပိုင်းဖြစ်တဲ့ electronic ပစ္စည်းများအတွက်မရှိမဖြစ်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။ transistor တွေဟာသိငယ်တဲ့အရွယ်အစားရှိတယ်။လျှက်စစ်ပါဝါစားသုံးမှုကလည်းနေပါတဲ့အတွက်ကြောင့်မို့လို့ electronic ပစ္စည်းများရဲ့အရွယ်အစားကိုသိငယ်အောင်ပြုလုပ်နိုင်ခဲ့ကြပါတယ်။ computer processor တွေ၊မှတ်ဉာဏ်တွေဖန်တီးတဲ့နေရာမှာအသုံးပြုတဲ့ digital logic အတွက်လည်းအရေးကြီးတာကိုတွေ့ရပါတယ်။ transistor တွေကမျိုးကွဲအများကြီးရှိတာကိုတွေ့ရပါတယ်။ဒီပုံလေးမှာကြည့်မယ်ဆိုရင်အဓိကမျိုးကွဲနှစ်ခုကွဲထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ BJD အမျိုးသားရဲ့ FET အမျိုးသားရဲ့ဖြစ်ပါတယ်။နောက်ထပ်မျိုးဝဲတစ်ခုကတော့ content transistor လို့ခေါ်ပါတယ်။အဓိကလူတွေအသုံးများတာအသိများတာတော့ဒီ BJD transistor နဲ့ FET transistor မျိုးသားတွေပဲဖြစ်ပါတယ်။ BJD မှာမှာ transistor ကနှစ်မျိုးထပ်ပြီးတော့ခွဲထားပါတယ် PNP နဲ့ NPN အမျိုးသားဖြစ်ပါတယ်။ FET မှာဆိုလဲ JFET နဲ့ MOSFET နဲ့ဆိုပြီးတော့နှမျိုးထပ်ပြီးတော့ကွဲသွားတာကိုတွေ့ရပါတယ်။အဲဒီအဲဒီ BJT မျိုးစားထက်က transistor ရဲ့ FET မျိုးစားတဲ့ transistor နှစ်ခုပေါင်းပြီးတော့ IGBT ဆိုပြီးတော့ထပ်ပြီးတော့ဖန်တီးထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။ transistor တွေရဲ့အမျိုးအစားတွေကိုအခြေခံဖွဲ့စည်းတည်ဆောက်ထားတဲ့ပုံမှန်မူတည်ပြီးတော့ unipolar junction transistor တောင်မဟုတ်ရင် VFA transistor ဆိုပြီးတော့ transistor အမျိုးအစားတစ်မျိုးရှိတယ်နောက်တစ်မျိုးကတော့ bipolar junction transistor လို့ခေါ်တယ် BJT transistor အမျိုးအစားတစ်မျိုးရှိပါတယ် unipolar junction transistor လို့ခေါ်တဲ့ FET transistor တွေမှာဆိုရင် unipolar junction transistor တွေမှာဆိုရင်လျှက်စက်အဖိုဓာတ်ဆောင်တဲ့ဟိုးကြီးတက်တက်ကြောင်းတော့လကောင်းလျှက်စက်အမဓာတ်ဆောင်တော့ electron များကြီးတက်တက်ကြောင်းတော့လကောင်း လျှက်စီကြောင်စီစဉ်မှုကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။လျှက်ဆက်ဖိုတန်းဆောင်တဲ့ဟိုးဖြစ်ဖြစ်လျှက်ဆက်မာတဲ့ဆောင်တဲ့အီလက်ထရွန်ဖြစ်ဖြစ်ဒုက္ခခုရှိမယ်ဆိုရင်တော့လျှက်စီစီကြောင်စီစဉ်မှုကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။နှစ်ခုတည်းရာတစ်ခုရှိမယ်ဆိုရင်လျှက်စီကြောင်စီစဉ်မှုကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။ဒီ bipolar junction transistor တွေမှာကြတော့ဟိုးများနဲ့အီလက်ထရွန်များနှစ်ခုစလုံးပါဝင်ပြီး ရစီကြောင်းစီစဉ်မှုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ဒါအရော BJT transistor မှာကြတော့ခိုးရော electron ရောနှစ်ခုစလုံးပါဝင်ဖို့လိုတာကိုတွေ့ရှိရပါတယ်။အဲ့တော့ BJT transistor မှာကြတော့လျှက်စီကြောင်းစီစဉ်မှုကို ဖြစ်ပေါ်စေဖို့အတွက်ခိုးရော electron ရောနှစ်မျိုးစလုံးပါဝင်တယ်လိုအပ်တာကိုတွေ့ရပါတယ်။ဒီပုံလေးကတော့ NPN transistor လေးဖြစ်ပါတယ်။ညာဘက်ကပုံကတော့ PNP transistor လေးဖြစ်ပါတယ်။ ဒီတိုင်းပဲနာမမျက်စိနဲ့ကြည့်မယ်ဆိုရင်တော့ NPN လား PNP လားဆိုတာကိုခွဲခြားဖို့ခက်ပါတယ်။မီတာနဲ့ထောက်တိုင်းကြီးမှာသိနိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ရင်ဒီနံပါတ်လေးတွေကို Google မှာရိုက်ထည့်ပြီးတော့ရှာကြည့်ရင်လည်း NPN လား PNP လားဆိုတာကိုခွဲခြားသိရှိနိုင်ပါတယ်။ဒီအောက်ကပုံလေးတွေကတော့ transistor တွေရဲ့ပုံပန်းသဏ္ဍာန်အမျိုးမျိုးဖြစ်ပါတယ်။ဒီဘက်အစွန်ဆုံးကအကြီးကြီးတကူကတော့ဒါတတူအင်ဂွန်နဲ့ ပါဝါထရန်စစ်စတာအမျိုးအစားဖြစ်ပါတယ်အရွယ်အစားအဖြစ်ပို့ပြီးတော့ကြီးတာကိုတွေ့ရတယ်ဒီလေယာပုံတွေကလည်းတတုအင်ဂုံနဲ့ထရန်စစ်စတာအငယ်လေးတစ်ခုဖြစ်ပါတယ်ဒီညာဘက်ကနေပုံကတော့ပုံစံမတူတဲ့ထရန်စစ်စတာလေးတွေဖြစ်ပါတယ်စစ်စတာတစ်ခုကိုအစိပ်ပိုင်း၃ခုနဲ့ဗဟုပြုဖွဲ့စည်းထားတာကိုတွေ့ရပါတယ်နံပါတ်၁ကတော့ emitter လို့ခေါ်တယ်ရထုံငုပ်ဆိုတဲ့အစိပ်ပိုင်းပါပါတယ် အီမီတာကရက်ဆက်စီကြောင့်တည်ဆောင်သူတွေရက်ဆက်စီကြောင့်တည်ဆောင်သူဆိုတာအီလက်ထရွန်ဒါမှမဟုတ်ရင်ဟိုးလို့ခေါ်တဲ့အပေါက်တွေပဲဖြစ်ပါတယ်အဲ့တော့အီမီတာကရက်ဆက်စီကြောင့်တည်ဆောင်သူတွေရဲ့အရင်အမြင်ဖြစ်တယ်ပေါ့အဲ့တော့အီလက်ထရွန်ရဲ့အပေါက်တွေဆိုတာဒီအီမီတာကနေလာတယ်အီမီတာကအီလက်ထရွန်တွေအပေါက်တွေရဲ့အရင်အမြင်ဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ် အဲ့တော့ emitter ကနေ electron တွေ hole တွေကို base ထဲကို ထိုးတွင်းဖို့ transistor တွေကို design ထုတ်ထားတာဖြစ်ပါတယ်။ Now အစိပ်ပိုင်းတစ်ခုကတော့ base လို့ခေါ်တဲ့အချိန်ငုတ်ဖြစ်ပါတယ်။ base က emitter ကနေ collector ကိုလျှက်စစ်စီးကြောင်းတည်ဆောင်သူတွေရဲ့စီစဉ်မှုကို ထိန်းချုပ်တဲ့အလုံးပါလာတဲ့အလွာတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့ base ဆိုတာ emitter နဲ့ collector ကြားမှာရှိတဲ့အလွန်ပါလွာတဲ့အလွာတစ်ခုဖြစ်တဲ့ ီမီတာကနေကော်လက်တာကိုလျက်စစ်စီးကြောင်း စီစဉ်ဖို့အတွက်ထိန်းချုပ်တဲ့လွှာတစ်ခုဖြစ်ပါတယ်။သေးငယ်တဲ့လျက်စီးနဲ့ base ကိုထိန်းချုပ်ပြီးတော့ကော်လက်တာကနေအီမီတာဒါမှမဟုတ်ရင်အီမီတာကနေကော်လက်တာကိုကြည်မာတော့လျက်စီးကိုစီစဉ်စေတာဖြစ်ပါတယ်။ကော်လက်တာကနေအီမီတာဒါမှမဟုတ်ရင်အီမီတာကနေကော်လက်တာကိုလျက်စီးကြောင်းစီးခြင်းမစီးခြင်းဟာ base အပေါ်မှာမူတည်တာကိုတွေ့ရှိရပါတယ်။ နောက်တတိယငုတ်ကတော့ကော်လက်တာငုတ်လို့ခေါ်တယ်ရဆုငုတ်ဖြစ်ပါတယ်ကော်လက်တာဆိုတာကတော့ base ကိုဖြတ်တန်းသွားတဲ့ရဆီကြောင့်တည်ဆောင်သူတွေ electron တွေခိုးတွေကိုလက်ခံစုဆောင်တဲ့နေရာဌာနတစ်ခုဖြစ်ပါတယ်ပြီးတော့ကော်လက်တာဆိုတာ transistor ရဲ့ output terminal ဖြစ်ပါတယ် output terminal ဖြစ်ပါတယ် transistor တစ်လုံးမှာ diode နှလုံးပါတယ်ဆိုတာကိုရှေ့မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ် အဲ့တော့ transistor တစ်လုံးပုံမှန်အလုံးမလောက်တော့ခြင်းဟာအဲ့ဒီဒိုင်အိုနှလုံးထဲကတစ်လုံးလုံးပျက်စီးသွားခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ဒိုင်အိုတွေပျက်စီးရခြင်းအကြောင်းတွေကတော့ short ဖြစ်လို့ဒါမှမဟုတ်ရင်ပွင့်ထွက်သွားလို့ open ဖြစ်သွားလို့ဒါမှမဟုတ်ရင် reversibility ကြောင့်ပုံများလာခြင်းဒါမှမဟုတ် leakage တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ဒီလို transistor ရဲ့ချို့ယင်းမှုတွေကိုတော့မီတာနဲ့လွယ်လွယ်ကူကူ လလကူကူစမ်းသပ်စစ်ဆေးနိုင်ပါတယ်။ဒီနေ့ကတော့ဒီ transistor လေးတွေရဲ့အကြောင်းကိုမိတ်ဆက်ပေးသွားတာဖြစ်ပါတယ်။ဒီ transistor တွေကောင်းမကောင်းဘလို့တိုင်းတာစစ်ဆေးရမလဲဆိုတာကိုနောက်ပိုင်းဗီဒီယိုတွေမှာဆက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ရောက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။